Hello, welcome back to Simple Smart Learning. Today our lessons will be preposition of place. ဒီနေ့ကျွန်တော်တို့သင်ခန်းစာကနေရာပြအာ preposition ဝိဘတ်ဖြစ်မယ်။အာဒီခါကျွန်တော်တို့သင်ခဲ့ပြီးသားသင်ခန်းစာမှာ prepositions of time အချင်းပြ preposition ကိုကျွန်တော်တို့သင်ခဲ့ပြီးသားဖြစ်တယ်။အင်္ဂလိပ်စကားပြောတဲ့ချိန်မှာအော်အင်္ဂလိပ်စာရေးတဲ့ချိန်မှာ the proposition of time နဲ့ proposition of place ကတော်တော်အသုံးများတယ်အရေးလက်ချိပါတယ်ဒါကြောင့်ဒီနေ့ proposition of place ကိုလည်း at in on တုံးခုကို blue အဲ့ဒါစကားပြောရခြင်းမှာပဲဖြစ်ဖြစ်ရေးရခြင်းမှာပဲဖြစ်ဖြစ်ဘလို့သုံးမလဲဆိုတော့သင်ပေးတော့မှာဖြစ်တယ် so thank you for subscribing youtube channel if you haven't subscribed please go and subscribe for more lessons then kan sare select in you pu subscribe youtube channel ko malaw te wo sin lo be ja ba lo be pi ta twin chin ri select in kan sare tin twa ma phit de notification bell ko le click lo be pi ro then kan sa te de youtube ma tin na chin ma cha chin ji lo ya aw ba no okay let's go to the lessons proposition of place at at ကိုနေရာပြတ်မှာဘယ်လိုသုံးမလဲဆိုတာဟောဥစွာရှင်းပြမှာဖြစ်တယ်။ကဲဒီမှာစကလုံးတွေ at သုံးပြီဆိုရင်နေရာပြတ်မှာကျတော့တော်တော်တိကျိကျကျရင်ညှို့ချင်တဲ့နေရာမှာသုံးပေးရမှာဖြစ်တယ်။ at the door တကားမှာ at the entrance အဝင်ပေါက်မှာ at the exit အထွက်ပေါက်မှာ exit ဆိုတာထွက်ပေါက် entrance ဆိုတာဝင်ပေါက်ဖြစ်တယ်။အာတကားမှာမောင်းရင်အဝင်ပေါက်မှာအာအဝင်မှာမောင်းရင်အထွက်မှာဆိုတော့တိတိကျကျနေရဆိုလိုချင်တဲ့အချိန်မှာ at ကိုရှေ့မှာတုံးပေးပါ at the door at the entrance at the exit လို့တုံးပေးပါ at the corner down လေးမှာတိတိကျကျ down မှာဆိုတော့ um at တုံးပေးပါ at the desk စပွေးပေါ်မှာဆိုရလဲ at the desk တတိကျကျဖြစ်တဲ့အတွက် at ကိုတုံးပေးတာဖြစ်တဲ့ um ပြီးတော့ um at home at work ကျွန်တော်အိမ်မှာရှိတယ်ကျွန်တော်အလောက်မှာရှိတဲ့နေရာမှာလဲ at at တုံးပေးတယ်ပြီးတော့ at school ကျွန်တော်ကျောင်းမှာ at college at university ကျွန်တော် college မှာမောင်ရင် university မှာဟုတ်ပြီနော်တက္ကသိုလ်မှာကျွန်တော်နေတယ်အမျိုးမှာ at 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 ရှိမှာတုံးပဲတဲ့အတော့အများဆုံးကဒါမျိုးနေရာမှာဖြစ်တဲ့အတွက်အလွတ်တော်မှာရချင်းရလို့ရပါတယ်နော် at how be ဒုတိယအနေနဲ့ in in ဆိုတာဘယ်နေရာမှာတုံးလဲဆိုတော့နည်းနည်းအထင်အာ နေရာကအတိအကျမဖြစ်တဲ့နေရာမှာသုံးပေးတယ်ဥပမာအင်ယန်ကုန် I live in Yangon I live at Yangon မဟုတ်ဘူး I live in Yangon ကျွန်တော် Yangon မှာနေထိုင်တယ် Yangon မှာအမျိုးတွေမြဲရှိတယ်ရက်ွက်တွေမြဲရှိတယ်လေဒါကြောင့်နေရာတိတိကျကျမှပေါ်ပြတဲ့အတွက်အင်ယန်ကုန်မောင်ရင်အင်မြန်မာမြန်မာမှာနေတယ်ဆိုရင်လည်းအင်တယ်ပဲပါဘာကြောင့်ဆိုရင် အာပြည်နယ်နဲ့တိုင်းအာယူအာရင်းမြို့တဲ့မြားကြီးရှိတဲ့ထက်မှာတဏ္ဍာန်ထဲမှာနေရဆိုတော့အိမ်ထဲပဲပါရှိမှာ in the room ဆိုရလဲဘာကြောင့် in the room ကတိတိကျကျဖြစ်ပေမဲ့အိမ်ထဲပဲရလဲဆိုရင်အခန်းကအိမ်မှာတော်တော်များများအနည်းဆုံး3-4ခန်းရှိကြတယ်လေ in the room ဆိုရင်ခိုင်းထဲမှာဆိုတော့ဘယ်ခိုင်းမှာလဲဆိုတာတိတိကျကျမဖော်ပြဖို့ဒါကြောင့်အိမ်သုံးပဲတာဖြစ်တဲ့ in the store ဆိုင်မှာဆိုတော့ဆိုင်အမျိုးမျိုးအများကြီးရှိရလေအမျိုးမှာ in the store a uh, example if you have shop a store you know you know ဆိုင်ရှိရဆိုတော့ you know ဆိုင်မှာပဲရှိရဆိုရင် at the store တုံးလို့ရတယ် you know ဆိုင်နင်းနဲ့စကားပြောတဲ့လူကနင်းတို့ဆိုင်ကိုတည်ရဆိုရင် i'm at my store ကျွန်တော်ရဲ့ဆိုင်မှာဆိုရင် at တုံးပေးလို့ရတယ်ဒါပေမဲ့ in the store ဆိုတာဆိုင်မှာဆိုရင်အာအမြဲရှိရတာကြောင့် in ထည့်ပေးတာเนาะ in my pocket ဒါကြတော့ဘာကြောင့်တတိကျကျဖြစ်ပေမဲ့ intent ပေးရတယ်ဆိုရင်အထဲမှာဆိုတာကိုဆုလို့ခြင်းတဲ့အတွက်เนาะ in my pocket in my bag ကျွန်တော်ရဲ့ bag ထဲမှာ in the building ကျွန်တော်ရဲ့အဆောက်အဦထဲမှာ in 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 the tower เนาะ tower အာမအဲ့လိုပေါ့เนาะ in the book စာအုပ်ထဲမှာဒါကြောင့် in magazine in newspaper in the sky အဲထဲမှာဆိုတော့ add sky မှာဘူး add newspaper လေးမှာဘူး add magazine add book add the book မှာပဲလေအင်းအင်းဒါမျိုးနေရာမှာထည့်ပေးတာဖြစ်တယ်ပြီးတော့တတိယအနေနဲ့ on ကိုဘယ်လိုသုံးမလဲဆိုတာနောက်ဆုံးအနေနဲ့တင်ပေးမှာဖြစ်တယ် on ကြတော့နေရာပြမှာကြတော့အပေါ်မှာဆိုတဲ့နေရာမှာသုံးပေးတယ်ဒါကြောင့်အပေါ်မှာလို့ပြောတဲ့ချိန်မှာ example you know on the table စပွေးပေါ်မှာ on the floor Jan, uh, you know, uh, Jan, Jan Boma, okay. On the, the, on the, on the cover, uh, Boma, on the page, Samina Boma, on the bus, on the train, on the plane, planes are laying Boma, but on the ship, Timbo Boma. ဒါမဲ့ဒီမှာကျတော့ on the radio on television အဲ့လိုသုံးပေးရတယ်။ဘာကြောင့် on က in in the radio လို့မသုံးဘဲနဲ့ on the radio သုံးလို့လဲဆိုရင် ရေဒီယိုတီလီဗီဇင်းနာအတန်လွှင့်တာလေလွှင့်တဲ့ချက်မှာပေါ်အာပေါ်ကိုဆုလို့ချင်တာဒါကြောင့်နော် on the left layer ပဲ on the right on the way line ပေါ်မှာအာမျိုးမှာ on table ရဖြစ်တဲ့ဒါအတုံးအမြတ်ဆုံးအာသုံးမဲ့အတုံးတဲ့နေရာတွေကိုအာပေါ်ပြတာဖြစ်တယ် okay so that is how we supposed to use proposition of place အားလုံးနားလည်မယ်လို့ပြောလင်ပါတယ်ဒီစကလုံးတွေကိုလဲလာပေးပြီးတော့ at in on proposition of place go the loop on that maybe အသုံးလို့ရပါတယ် bye bye see you in the next lessons